ဘောင်းချင်ကြီးကိုယ်တွေအားလုံးပဲမင်္ဂလာပါနေကောင်းကြမှာချမ်းသာကြပါစေဒီနေ့မှာတော့ဂျာမန်ဘွန်ဒက်စ်လီဂါပွဲစဉ်28ပေါ့ဗျာဟန်ဒဟိုင်းလီဗာကူစင်မိုင်းစကီလ်လိုင်ဇင်နာဟော့ဘိုင်ဖရန်ဘနာဒေါ်မန်ဘိုချွန်နဲ့စတူဂါဘရီမင်နဲ့ဖရန်ဖူတ်ပွဲစဉ်နေပေါ့နော်6ပွဲရှိမှာပေါ့ဗျာဒီပွဲစဉ်ကိုကျွန်တော်ပွဲချွတ်တောင်းတာပြင်မယ်ပထမဆုံးအနေနဲ့ည8နိုင်ဘက်မှာကာမဲဟန်ဒဟိုင်းနဲ့လီဗာကူစင်ပေါ့နော်လီဗာကူစင်အသင်းကတလုံး90ရှုံးဘောပေါင်း3030နိုင်ဆိုမှဖွင့်ထားတယ်ပေါ့ဗျာ ဒီနှစ်သင်းရဲ့ဇယအနေထားကိုကြည့်မယ်ဆိုလို့ရှိရင်တော့အနိုင်ရဲ့အသင်းကတော့အဆင့်16မှာရှိရတန်းသင်းဆောင်ထဲမှာ22မှာရထားတယ်ပေါ့နော်ဒီဘကူစင်အသင်းကတော့59မှာအဆင့်နဲ့မှာရှိတယ်ပေါ့နော်ဆိုလက်ရှိဒီနှစ်သင်းရဲ့ပထမအကြော့ပွဲစဉ်ကိုကြည့်မယ်ဆိုရင်ပထမအကြော့မှာလီဘာကူစင်က5-2ဆိုတဲ့ရလနဲ့အပြတ်သားအနိုင်ယူထားတာတွေ့ရပါတယ်လက်ရှိ ခဏဟဲ့အတင်းရဲ့အိမ်ခွင်းအဝေးခွင်းကာရဖောင်၅ဘွဲကိုကြည့်မယ်ဆိုလို့ရှိရင်တော့နှစ်ပွဲနိုင်နှစ်ပွဲသေးဒီဘွဲရှုံးခဏတွေးရတယ်ပေါ့နော်ခဏဟဲ့အခုနောက်ပိုင်းမှာတော်တော်လေးကြစ်ကြစ်လစ်လစ်ဆော့ထားဆော့လာတာတွေးရတယ်ပေါ့နော်နိုင်စက်ကိုတည်ရီဆော့တယ်ဟော်ဖိုင်းကိုတည်ရီဆော့တယ်ခီးလ်ကိုနိုင်တယ်ဝူဘတ်ကိုလည်းနိုင်ထားတာတွေးရတယ်ပေါ့နော်ဒီဘက်ကိုရှင်အတင်းရဲ့လက်ရှိကာရဖောင်၅ဘွဲကိုကြည့်မယ်ဆိုရင်တော့၄ဘွဲနိုင်တစ်ဘွဲရှုံးထားပါတယ် ဒီဘက်ကစင်တဲ့အကြားရမှာတော့ကျွန်တော်တို့ဒါတော့ပိုကယ်ကပ်ပေါ့နော်အာမေးနီးယားကိုရှုံထားတယ်ပေါ့ဗျာတော်တော်လေးဆူဆူဝါးဝါးပါပဲဒီပွဲစဉ်ကတော့အစီဒီနာတင်းရဲ့ဟက်တူဟက်ကတော့၃ချိန်ရှိပါတယ်ဂျာမန်ဘွန်ဒက်စ်လီဂါကန်ထားတာပေါ့နော်အများရန်လီဗာပူးစင်ကပဲအတန်ကြီးရခါလည်းတွေ့ရတယ်ပေါ့ဗျာလက်ရှိနိုင်ဂျီယာနှုန်းမှာတော့လီဗာပူးစင်က87ရာခိုင်နှုန်းဆိုမှပြီးထားတာလည်းတွေ့ရပါတယ်ဖွင့်ထားတဲ့ဂိုးပေါင်းဂျီကိုချိန်မှဆိုရင်မင်းနဲ့90ရာတော်တော်မှအနည်းဆုံး၄လုံးလောက်ဖြစ်မှဆိုတဲ့ဂျီကိုဖွင့်ထားတာပေါ့နော်၃လုံးနဲ့၄လုံးကြားမှရှိမယ် ပေမင်းနဲ့90ဒေါ်တွေမှာကျွန်တော်ဟန်တိုင်းအတင်းအနည်းဆုံးတစ်လုံးတော့ဝယ်ရမယ်ဆိုတော့ခြေဖွင့်ထားပါတယ်ဒီပါကူစင်အတင်းကတော့အနည်းဆုံးနှလုံးနဲ့တောင်းလုံးကြားထဲမှာရမယ်ဆိုတော့ခြေဖွင့်ထားတယ်ပေါ့နော်ဆိုတော့ဒီပွဲစဉ်မှာကျွန်တော်ကလက်ရှိကျွန်တော်တို့ရဲ့ဒီဟန်တိုင်းအတင်းကရမတ်လိုနေတဲ့အတင်းတစ်တင်းလည်းဖြစ်တယ်ပေါ့နော်အစင်း16မှာ20နဲ့နှစ်မှာပေါ့နော်ဒီပါကူစင်ကလည်းမလိုဘူးလားဆိုလိုပါတယ်ဒါမှမဟုတ်ကျွန်တော်တို့အရေးကြီးတာကတော့ဟန်တိုင်းကပိုအရေးကြီးရပေါ့နော်ဒီပွဲစဉ်မှာကျွန်တော် ဟန်နိုင်ဘော်ဒီကြိုက်တယ်ဗောနော်ဟန်နိုင်ဘော်ဒီကြိုက်တယ်ပြီးရင်ကျွန်တော်ဒီပွဲစဉ်မှာဗောနော်နှစ်သိန်းပေါင်း၃လုံးဗောနော်ဂိုးပေါင်းအပေါ်ကြိုက်တယ်ဗျာဂိုးပေါ်ဂိုးပေါင်းကြီးက၃လုံး30နိုင်ဖြစ်ပါတယ်ပွဲစဉ်တစ်ပွဲကတော့ Mines နဲ့ Boston Kings လို့ပွဲစဉ်ဖြစ်ပါတယ် Mines ကဒီပွဲစဉ်မှာတစ်လုံး40ရှင်ဂိုးပေါင်း၃လုံး30နိုင်ဆိုမှဖွင့်ထားပါတယ်ဈေးကနေထားအောင်ကြည့်မယ်ဆို Mines အပင်အဆင့်၄မှာရှိတယ်ရှိပါတယ်45မှာ first time ခင်လာတော့တန်းစင်းသွားပြီလို့တော့ပြောလို့ရပေါ့နော်18မှာပြရားခါတွေ့ရတယ်ပေါ့နော်အဆင့်18မှာရှိတယ်ပေါ့နော်ဒီနှစ်တင်းရဲ့ပထမအကျော်တော့ပွဲစဉ်မှာဆိုရင် minus 3ရာ3ဇီးနဲ့နိုင်ထားပါတယ်လက်ရှိ minus 3ရဲ့ carafon 5ပွဲကိုကြီးမှာဆိုရင်3ပွဲနိုင်တပွဲတည်းတပွဲရှုံးထားပါတယ်5ပေါ်4ချိန်5အောက်တစ်ချိန်လဲကျထားတယ်ပေါ့နော် first time ခေလျက်လက်ရှိ carafon ကြီးမှာဆိုလို့ရှိရင်5ပွဲကြီးမှာဆိုရင်တပွဲနိုင်တပွဲတည်း3ပွဲရှုံးထားတာတွေ့ရတယ်ပေါ့နော် ီနှစ်သင်းရဲ့ head to head ကိုကြည့်မှဆိုရင် Bundesliga မှာတစ်ချိန်ရှိတယ်ကျွန်တော် Pokal Cup မှာနှစ်ချိန်ရှိရပါတော့ Hosting ခေတ်ကတစ်ချိန်နိုင်ထားတယ် Mainz ကတစ်ချိန်နိုင်ထားတာတွေ့ရတယ်ပေါ့ဗျာဒီနှစ်သင်းရဲ့နိုင်ဂျီးရီးယားတော့မှာတော့ Mainz က68ရာခိုင်နှုန်းပေါ့နော် Mainz တင်းထဲရပဲနိုင်မယ်ဆိုရင်မှကြီးပြီးဖွင့်ထားတာတွေ့ရပါတယ် Mainz ဘက်ပေါ့ကြီးမှာတော့မိနစ်60အတော်တွင်းမှာဖြစ်မဲ့ဂိုးပေါင်းကြီးပေါ့နော်နှစ်သင်းပေါင်းဂိုးပေါင်းကြီးကိုကြည့်မှဆိုရင်အနည်းဆုံး၃လုံးထိတော့ဖြစ်သွားမှဆိုတော့ကြီးကိုတော့ဖွင့်ထားတာတွေ့ရပါတယ် မနေ့ကဥစားတော်တွင်းမှာကျွန်တော်တို့ mind setting အနေထောက်နှလုံးတော့ထည့်မယ်ဆိုတော့ခြေဖွင့်ထားတယ်။ hosting ခင်ကတော့တစ်လုံးမှထည့်မယ်ဆိုတော့ခြေဖွင့်ထားတယ်ပေါ့နော်။ဒီပွဲစဉ်မှာကျွန်တော်အဓိကကျွန်တော်ကိုပေါင်းအပေါ်ခြိုက်ပါတယ်ပေါ့နော်။နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့ RB Leipzig နဲ့ Hoffenheim တို့ပွဲစဉ်ဖြစ်တယ်ပေါ့နော်။ဒီပွဲစဉ်မှာဖွင့်ထားတဲ့ body ရေးကတော့ Leipzig ကတစ်လုံး30ရှုံးကိုပေါင်းက30ရှုံးဆိုမှဖွင့်ထားတာတွေ့ရပါတယ်။ လက်ရှိကျွန်တော်ဇေယအနေထားကိုကြည့်မယ်ဆိုရင် RB Leipzig ကအဆင့်6မှာရှိတဲ့42မှာ Hoffenheim က29မှာပေါ့နော် Hoffenheim အောက်မှာ Saint Pauli 25မှာ Hannover 22မှာဆိုမှတန်းဖီပြီးမှရှိတယ်ပေါ့ဗျာဒီနှစ်တင်းရဲ့ဓမ္မအကျော်ကဆော့ခဲ့တဲ့ပွဲစဉ်ကိုကြည့်ရမယ်ဆိုရင် Hoffenheim ကွဲမှာ Hoffenheim က4-3ဆိုတဲ့ရလနဲ့အပြတ်သတ်နိုင်ထားတယ်ပေါ့ဗျာဂိုးပေါ်ကျထားတာတွေ့ရတယ်လက်ရှိ RB Leipzig ရဲ့ Carabao အင်ဂွင်အဝေးဝင်း၅ပွဲကြည့်မယ်ဆိုရင် တပွဲနိုင်နှစ်ပွဲတည်နှစ်ပွဲရှုံးထားပါတယ်အခု RB Leipzig ကခုနောက်ပိုင်းဆိုတော့တော်တော်လေး goal out ပဲဦးတည်ပြီးစောနေတာမျိုးလည်းတွေ့ရတယ်ပေါ့နော် Hoffenheim ရဲ့အတင်းကိုကြည့်မယ်ဆိုလို့ရှိရင်တော့ Hoffenheim ရဲ့အတင်းလက်ရှိ current form ကဘယ်ကတော့တပွဲနိုင်၃ပွဲတည်တပွဲရှုံးအကုန်လုံး goal out တွေစောထားတာလည်းတွေ့ရတယ်ပေါ့နော်ဒါအောက်လျှောက် goal out တွေစောထားတာတွေ့ရတယ်ဒီနေ့တင်း head to head နောက်ဆုံးဆော့ခဲ့တဲ့၅ချိန်ကိုကြည့်မယ်ဆိုရင် ဒါ arbilize ကတော့အများအားအတားစီးရထားတာမျိုးတွေ့ရတာပေါ့နော်၃ချိန်နိုင်ထားတဲ့ arbilize ကဟော်ဖိုင်းကတစ်ချိန်နိုင်တယ်တစ်ချိန်ကတည်ကြီးချထားတာတွေ့ရတယ်ဂိုးပေါ်၃ချိန်ဂိုးအောက်၅ချိန်ဖြစ်ထားတာလည်းတွေ့ရတာပေါ့နော်ဒီပွဲစဉ်မှာ line set က68ရာခိုင်နှုန်းဟော်ဖိုင်းက20ရာခိုင်နှုန်းပြီးထားပါတယ် arbilize ကတော့ဂျာရက်မှာလည်းကျွန်တော်ဒါပူကယ်ကပ်ကန်ဆော့ထားတာပါဗျာစတူဂန်အပွဲထဲမှာလည်းသူတို့ရှုံးထားတာတွေ့ရတယ်ပေါ့နော် ဒီနဲ့တင်းရဲ့ကျွန်တော် wireless web ပေါင်းကြီးကိုကြည့်မှဆိုရင်မင်းနဲ့60အတော်တွန်းမှာဖြစ်မဲ့ဘိုးပေါင်းကြီးရတော့အနည်းဆုံးကျွန်တော်တို့၃လုံးနဲ့၄လုံးထိဖြစ်မဲ့ဆိုတော့ကြီးတော့ဖွင့်ထားပါတယ်အရီလိုက်စ်ကတော့မင်းနဲ့60အတော်တွန်းမှာအနည်းဆုံး၅လုံးလောက်တော့ထည့်မဲ့ဆိုတော့ကြီးဖွင့်ထားတယ်ဟောဖရင်အတင်းကတော့အနည်းဆုံး၁လုံးလောက်ပဲရမယ်ဆိုတော့ကြီးဖွင့်ထားတယ်ပေါ့နော်ဆိုဒီပွဲစဉ်မှာကျွန်တော်က body မှာပေါ့နော်ကျွန်တော် half in body ကြိုက်ပါတယ်ပြီးရင်ဂိုးပေါင်းအပေါ်ကြိုက်ပါတယ်ဗျာပွဲစဉ်တစ်ပွဲကတော့ prime banner dot moon ရဲ့ပွဲစဉ်ဖြစ်ပါတယ်ဒီပွဲစဉ်မှာ away win dot moon ကပြန်ပြီးထားတယ်ပေါ့နော် level 30ဂိုးပေါင်း1080ဆိုမှဖွင့်ထားတယ်ပေါ့နော်ဇာတ်မှာကြည့်မှဆိုရင် ancient prime back ကအဆင့်9မှာရှိတယ်40နဲ့မှ dot moon ကတော့အဆင့်30မှာ38မှာပေါ့နော်ဒီနေ့တင်းရပထမအကြော့ကိုကြည့်မယ်ဆိုရင်ပထမအကြော့မှာတော့ တော့မှတရား 4G ဆိုတဲ့ရလနဲ့နိုင်ထားပါတယ်။လက်ရှိ private အတင်ရဲ့ caravan 5ဘွဲကိုကြည့်မှဆိုရင်တပွဲနိုင်3ဘွဲသေးတပွဲရှုံးထားပါတယ်။တော့မှတရားလက်ရှိ caravan 5ဘွဲကိုကြည့်မှဆိုရင်3ဘွဲနိုင်2ဘွဲရှုံးထားပါတယ်။ပြည်စဉ်ပြီးလိုက်တော့တော့မှအတင်ကဘာစီလိုနာအတင်နဲ့ champion league ကံတဲ့ရှိပါတယ်။အဝေးခွင့်တော့ခံရမှာဖြစ်ပါတယ်။တင်းရဲ့နိုင်ဂျီးယားတော့မှတော့တော်မွန်44 frame back က32ဆိုမှပေးထားတာတွေ့ရတယ်ပေါ့နော် ။ SBS မှာဆိုရင်မင်းက60ဒေါ်လာမှဖြစ်မှ9ပေါင်ကျေးကိုကြည့်မှဆိုရင်အနည်းဆုံး10လောင်းတော့ဖြစ်မှဆိုတဲ့ခြေခွန်းထားပါတယ်။ Brand Bag အတင်းကတော့အနည်းဆုံး1လုံးကနေ1လုံးထိထည့်မှဆိုတဲ့ခြေခွန်းထားတယ်။ Dorman အတင်းကလည်း1လုံးကနေ1လုံးထိထည့်မှဆိုတဲ့ခြေခွန်းထားပါတယ်။ဒီပွဲစဉ်မှာကျွန်တော်က9ပေါင်အပေါ်ခြိုက်တယ်ပေါ့နော်9ပေါင်အပေါ်ခြိုက်ပါတယ်။ဘာလို့ body မှာကျွန်တော်ဒါ တော့မအသိန်းကလည်းသူချန်ပြန်လိုက်လက်ကန်လေးရှေ့ဆိုတော့ body မှာကျွန်တော် prime back ပေါ့နော်အများကြီးလောင်းဖို့အချမ်းပေးခြင်းမပေါ့နော်ပပလေးရိုက်ချင်လည်းရိုက်ကြည့်ပေါ့နော်ဒါအင်ရှင်ဘူချွန်းစတုကအသိန်းကတော့အဝေးကွင်းကနေပြန်လမ်းပေးထားတယ်ပေါ့ဗျာ level 90ဘိုးဘောင်းတောင်းတောင်း20ရှုံးဆိုမှပေးထားတာပေါ့နော်လက်ရှိဇာအနေထားကိုကြည့်မှဆိုရင်ဘူချွန်းအသိန်းကအဆင့်7ခုမှရှိတယ်20မှစတုကကတော့အဆင့်7မှရှိတယ်38မှပေါ့ဗျာ ဒီနေ့တင်ရပထမအချောရုံကတော့စတူကက 2Z ဆိုတဲ့ရလနဲ့နိုင်ထားတဲ့တွေ့ရတယ်ပေါ့နော်။တင်ရလက်ရှိကာရာဖောင်၅ဘွဲကိုကြည့်မှဆိုရင်တော့တဘွဲနိုင်တဘွဲသီ၃ဘွဲရှုံးထားတယ်ပေါ့နော်။ဒီရှုံးတဲ့အတင်းတွေကတော့ Frankfurt တို့ Leverkusen တို့ရှုံးထားပါတယ် Hoffenheim တို့ပေါ့နော်။စတူကက်တင်ရလက်ရှိကာရာဖောင်၅ဘွဲကိုကြည့်မှဆိုရင်တော့၅ဘွဲသီ၃ဘွဲရှုံး။ကြ ਾਇ ရမှာသူတို့တွေကဒါဒါပိုကယ်ကပ်လက်ကန်ထားတာပေါ့နော်အာရီလိုက်စ်ကိုနိုင်ထားတာတွေ့ရတယ်ပေါ့နော် ီနှစ်သင်းရဲ့ head to head ငါးချိန်ကိုကြည့်မယ်ဆိုလို့ရှိရင်တော့ stuck အသင်းကအသင်းက၄ချိန်နိုင်ထားပါတယ်ဘိုဘိုချွန်းအသင်းက၃ချိန်နိုင်ထားတာတော့တွေ့ရတယ်ပေါ့နော်။သင်းရဲ့နိုင်ဂျီယန်တော့မှာတော့ဘိုချွန်း30နဲ့ stuck က40ခွန်ရခိုင်နှုန်းဆိုမှပေးထားတာတွေ့ရပါတယ်။ wise web ပေါက်ကြီးဒီမှာကြည့်ရမယ်ဆိုလို့ရှိရင်တော့မနေ့90အတော်တမှာဖြစ်မှ9ပေါင်းကြီးရအနည်းဆုံး3လုံးတော့မဟုတ်ရင်4လုံးထိရောက်မှာဆိုတော့ကြီးဖွင့်ထားပါတယ်။ မနေ့90အတော်တွင်းမှာဘူချွန်းအတင်းတက်တင်းထည့်ရပဲအ ਨੇ ဆုံးတစ်လုံးကနဲ့နှလုံးတိထည့်မှာဆိုတော့ခြေဖွင့်ထားတယ်။ပြီးတော့စတုကအတင်းကတော့အ ਨੇ ဆုံးနှလုံးလောက်တော့ထည့်မှာဆိုတော့ခြေဖွင့်ထားတယ်ဘောနော်ဒီပွဲစဉ်မှာကျွန်တော်က body မှာဘောနော်စတုက body ကြိုက်ပါတယ်စတုက body ကြိုက်တယ်ပြီးရင်ဂူပေါင်းဘောနော်အတင်းပေါင်းကျွန်တော်ဂူပေါင်းအပေါ်ကြိုက်ပါတယ်ဒီပွဲစဉ်ကဂူပေါင်းအပေါ်နဲ့စတုက body ကြိုက်တယ်ဘောနော်ပွဲစဉ်တစ်ပွဲကတော့ Bremen နဲ့ Frankfurt တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ် ဒီပွဲစဉ်မှာဖွင့်ထားတဲ့ခြေကတော့ away win front foot က level 20ရှုံး9ပေါင်းခြေက3လုံး40ရှုံးဆိုမှာပေးထားတယ်။ So water breathing ကတော့အဆင့်ဆက်နဲ့မှာရှိတယ်။ Bundesliga အဆင့်ဆက်နဲ့မှာ36မှာ front foot အတင်းကတော့အဆင့်3မှာ champion league ဝင်ခွင့်တနေရပါဗျာ။48မှာနဲ့အဆင့်3မှာရှိပါတယ်။ ဒီနေ့တင်ရပထမအချောတော်ကစောကရပွဲစဉ်ကိုကြည့်မယ်ဆိုရင် Frankfurt က1-0ဆိုတဲ့ရလနဲ့နိုင်ထားပါတယ်။လက်ရှိ Water Bremen ရဲ့ Carabao 5ပွဲကိုကြည့်မယ်ဆိုရင်2ပွဲနိုင်3ပွဲရှုံးထားတယ်။ဘိုးဘော်၄ချိန်ဘိုးအောက်၄ချိန်ကြာထားတာတွေ့ရတာပေါ့နော်။ရှုံးတဲ့အသင်းတွေကတော့ Frankfurt 5-0, Wolfsburg 2-1, Mönchengladbach 4-2ဆိုမှရှုံးထားတာတွေ့ရတာပေါ့နော်။ Frankfurt အသင်းရဲ့လက်ရှိ Carabao တွေကိုကြည့်မယ်ဆိုရင်5ပွဲကိုကြည့်မယ်ဆိုရင်2ပွဲနိုင်3ပွဲရှုံး သူကလည်းဂိုးပေါ်လေးချင်းဂိုးအောင်တစ်ချင်းကြားထားတာတွေ့ရတယ်ဗောနော် so head to head အနေထားလေးကိုကြည့်မယ်ဆိုရင်နောက်ဆုံးတွေ့ရတဲ့၅ချိန်ကိုကြည့်မယ်ဆိုရင် Frankfurt အတင်းက၃ချိန်နိုင်ထားတဲ့၂ချိန်တော့တည်ကြားထားတွေ့ရတယ်ဗောနော်ဒီပွဲစဉ်ရတာကျွန်တော်အဓိကကတော့ကျွန်တော်ဂိုးပေါင်းအပေါ်ကြိုက်တယ်ဗျာဂိုးပေါင်းအပေါ်ဖြစ်ဖို့မရတယ်ဒီပွဲစဉ်ဂိုးပေါင်းအပေါ်ကြိုက်တယ်ဗောနော်ပြီးရင် body မှာကျွန်တော် ancient အတင်းဖြစ်တယ်ဗောနော်ကျွန်တော် premium body ကြိုက်တယ်ဗောနော် premium အတင်း ိမင်အသင်းပေါ်ကြီးခြိုက်ပါတယ်ဘာဖြစ်လို့ဆိုဒီ brand ပေါ်အတန်းကဒီဟာပြီးလို့ရှိရင်လည်းသူတို့တွေကဒါ Europa League ပေါ်နော်စပါးနဲ့ကံကြရရှိရပေါ်နော်သူတို့ကစားသမားတွေချမ်းမလားဘယ်လိုလဲတော့မသိဘူးကျွန်တော်ဒီလိုပုံစံလေးထုတ်ဖို့အကြံပေးချင်ပါတယ်ဒီနေ့ကျွန်တော်ရွေးချယ်ထားတာကတော့ Hyundai Liverpool ဆင် Hyundai body ပေါ့ဗျာ payments နဲ့ kill မှာဆိုရင်ကိုပေါင်းအပေါ်ရွေးချယ်ထားတယ် license နဲ့ offline မှာဆိုရင်လည်းအဲကျွန်တော်ကိုပေါင်းပေါ့နော် offline ီကိုတော့အားလုံးနေကောင်းကြမ်းမှချမ်းသာကြပါစေအားလုံးအဆင်ပြေကြပါစေဗျာဘောလုံးပွဲတွေလည်းပေါ့ကြပါစေမြန်မာပြည်ကြီးလည်းငြင်းချမ်းပါစေ